ကျောင်းအရာလုံးဝမြင်လာပါဆိုတော့ MV show ကနေပြီးတော့ကြိုးစားပါတယ်ကျွန်တော်တို့အဝသင်းကိုအများအားတင်ဆက်ပေးနေတဲ့ဇမီးမဆိုတော့ကျွန်တော်တို့အဝသင်းကပြီးခဲ့တဲ့ Premier League ပွဲစဉ်73မှာဆိုရင်ဒါဝက်ဆန်အသင်းကို Wigan မှာသွားပြီးတော့2ဂိုးပြည့်နဲ့နိုင်ခဲ့အဲ့ဒီနိုင်ပွဲအပြီးမှာလဘဘူးပြိသက်တွေကြားထဲမှာဆိုရင်မူဆာလာနဲ့ပတ်သက်ပြီးတော့ဒါပြောလာတဲ့အရာတွေရှိတယ်ဆိုတော့ ဒါအထူးသဖြင့်တော့မိုးဆာလာမပါတဲ့လီဗာပူးအသင်းကပိုကောင်းနေဆိုတဲ့သဘောမျိုးနဲ့ပြောလာတဲ့ဇာတ်တွေပေါ့လေအဲဒီလိုမျိုးဇာတ်တွေကိုကျွန်တော်တို့ဒါဘယ်လိုပြောလဲတော်တော်လေးကိုကြဲကြဲလောင်လောင်ကြားလာရတယ်ဆိုတော့တကယ်တမ်းပဲမိုးဆာလာမပါတဲ့လီဗာပူးအသင်းကပိုကောင်းနေပြီဒါ အာနေရှင်ရောအနေနဲ့ဘိုးဆာလာမှာပါတဲ့လဘာဘူးအတင်းကိုသူကိုယ်တိုင်ပဲစာပြီးတော့တီဆောက်နေပြီလားပေါ့လေဒါကိုကျွန်တော်တို့ဒီဗီဒီယိုလေးမှာတစ်ချက်လောက်ပြောကြည့်အောင်ပါဗီဒီယိုလေးမှာစခင်မှာကျွန်တော်တို့ like subscribe လေးမလုပ်ရသေးဘူးဆိုရင်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ like and subscribe လေးလုပ်ပေးထားဖို့တော့လေတခါလေးဒီကနေတောင်းဆိုချင်ပါတယ်ဆိုတော့ဒါပြီးခဲ့တဲ့ဒါပွဲစဉ်မှာဆိုရင်မိုးဆာလာမှာပါပဲနဲ့ဒါအာနေရှင်ရောအနေနဲ့လဘာဘူးအတင်းကိုပွဲထွက်စေခဲ့တယ်ခံစင်းညမှာဆိုလဲဂျိုကူမတ်ကိုတုံးပြူလာတယ် ဆိုတော့တိုက်စစ်နေရာမှာဆိုရင်ပုံမှန်တိုင်းကျွန်တော်တို့မြင်နေရတဲ့တိုက်စစ်ကကိုရီကပ်ပိုတိုက်စစ်ကလဇနာအီဆက်သို့မဟုတ်ရှုကူအီကီတီကီနဲ့ညာတောင်းမန်တနင်္လာဆိုရင်သိကြတဲ့မူဆာလာအဲ့တော့အဲ့ဒီနေ့ပုံစံမျိုးမှာကမိုးဆာလာကိုလိုင်းနဲ့အောက်ပြီးတော့အဲ့ညာကို dominant show ကို line နဲ့အသုံးပြုလာတယ်။ဆိုတော့ဒီအားဒီမှာ dominant show ကို line က worry အကောင်ဆုံးသာသမာလက်ရှိလိဗာပူးရဲ့အကောင်ဆုံးသော ကစားသမားဖြစ်တယ်။ဆိုတော့သူကငိုရီက worry ကောင်းတဲ့ကစားသမားတအုပ်ဖြစ်တဲ့အတွက်ဘယ်နေရာမှာပဲသူ့ကိုထားပြီးတော့ကစားကစားသူက worry ကောင်းတဲ့ကစားသမားတအုပ်ဖြစ်တာနဲ့အညီ ဘယ်လိုမျိုးလဲအဲ့ဒီနေရာမှာကစားတဲ့ကစားသမားတွေပုံမကောင်းဘူးဆိုရင်တော့မှပဲအများကြီးရော့နေတာကိုကျွန်တော်တွေ့ရမှာမဟုတ်ဘူးဒါက dominant shoebox line ရဲ့ဒါ worry ကြောင့်လည်းသက်ဆိုင်တယ်လို့သူ့ရဲ့ quality ကြောင့်လည်း mosala ကိုကျွန်တော်တို့ဒီ global ပြည်သက်တွေကတိတ်ပြီးတော့မလိုချင်ဘူးဆိုတဲ့ပုံစံမျိုးကြီးလည်းပြောလာတာလည်းဖြစ်ကောင်းဖြစ်နိုင်ဆိုတော့အဲ့ဒီနေ့ပွဲစဉ်မှာ mosala မပါဘဲနဲ့လဘဘူးကစတင်ခဲ့တယ်ကွင်းလင်က from back ကတောက်လျှောက်အလုံးလုံးပြခဲ့တယ်တောင်းမန်နေရာမှာ mosala ရင်းထဲမှာပွဲထွက်လာခဲ့ dominant shoebox line က worry နဲ့ အဲ့ဒီနေရာကြီးကိုအကောင်းဆုံးဖြည့်ပြသွားနိုင်တယ်ဆိုတော့မိုးစားလာမပါတဲ့လောက်ဘူးတင်ကတော်တော်လေးကိုညံ့ညောခဲ့တာတော်တော်လေးကိုမှအသင်းရဲ့ဖွဲ့စည်းပုံအသင်းရဲ့ structure အသင်းရဲ့ template တိုင်းကတော်တော်လေးညံ့ညောခဲ့တယ်လို့ပြောလို့ရတယ်အကောင်းဆုံးမဟုတ်ဘူးဆိုရင်တော့ပဲအဲ့ဒီပွဲစဉ်ကိုတော့အနိုင်ရတဲ့နဲ့အသင်းတသင်းအဖြစ်အဲ့ဒီနေ့မှာတကယ်တမ်းကောင်းပြနိုင်ခဲ့တယ်ဆိုတော့ဒီရဒီမှာမိုးစားလာမပါဘဲနဲ့ပွဲစဉ်တချို့ကိုအားနေစရောအနေနဲ့ကစားခဲ့တယ် အဲ့ဒီကတော့ကတော့ကျွန်တော်မှတ်မှတ်ရရပြီးခဲ့တဲ့ဝါဆန်အတင်းနဲ့ပွဲစဉ်နဲ့ front back အတင်းကိုအဝေးကူမှာ5-1ဆိုတဲ့အနိုင်ရလက်နေကြနိုင်ခဲ့တဲ့ပွဲစဉ်အဲ့ဒီပွဲစဉ်နှစ်ပွဲမှာမိုဆာလာမပါဘဲနဲ့အာနစ်တော့ကဒါလဘဘူးကိုကစားစီတယ်နှစ်ပွဲလုံးမှာအနိုင်ရလက်တစ်ခုကိုပုံဖော်ထားနိုင်တယ်အဲ့ဒီနှစ်ပွဲမှာဆိုရင်တိုက်စက်က9-6ရပြီးခန်းစက်က10ပဲပြီးထားရတယ်ဆိုတော့တကယ်တမ်းမိုဆာလာမပါတဲ့အတင်းကပိုကောင်းနေသလားပေါ့လေ အဒီအနီမှာမိုးဆာလာကရာသီအစမှာလဘဘူးအသင်းအတွက်သွင်းကိုးတွေတွင်ပေးထားတယ်။လက်ရှိအချိန်မှာဆိုရင်မိုးဆာလာကသူ့အကောင်းဆုံးပုံစံတွေလုံးပြနေသေးပါပဲ။တိုးပေမဲ့အဲသူ့ရဲ့အဓိကပြဿနာကဗျာသူကနောက်တန်းစင်းမကူနိုင်ရင်ပြဿနာ သူကအတန်းရွယ်တစ်ခုရလာပြီနောက်တန်းကိုစင်းမကူတာအပြစ်တော့မဟုတ်ဘူးသို့ပေမဲ့အတင်းအတွက်လိုအပ်နေချိန်မှာတော့လိုအပ်တယ်လို့လုပ်ပေးရမယ်ဗျာကစားသမားတအူးကဘာပဲပြောပြောဗျာဟိုအတင်းလိုအပ်နေတဲ့အချိန်မှာတိုက်စစ်ကငုံတာဘယ်လိုလဲတိုက်စစ်မူတအူးကဂိုးဖမ်းဆိုရင်စင်းဖမ်းရမှာဗျာဒါအတင်းလိုအပ်နေတဲ့အချိန်မှာလိုအပ်တယ်လို့ပေးဆက်ရမှာပဲသို့ပေမဲ့မိုးဆာလာရှိမှာကကြတော့အဲ့လိုမျိုးပုံစံတော့မဟုတ်ဘူးသူက တိုက်ချက်မှာအမြဲကစားတဲ့အသင်းလိုအပ်နေတဲ့အချိန်မှာဆိုရင်သူခံစစ်ကိုစင်ကစားဖို့အတွက်ကခံစစ်စင်ကူဖို့အတွက်ကတော်တော်လေးကမှသူ့အတွက်ပြဿနာရှိတယ်။ဒါကသူ့ရဲ့အသက်အရွယ်အရဘယ်လိုမျိုးလဲပြေးလွားပြီးတော့အဖန်တောင်မှကစားနိုင်တာလဲပါတယ်ပေါ့လေ။သူတို့ တေချာတခုကဒီကနေ့မှာမိုဆာလာကတေချာဘက်ကိုကျနေပြီ။အဲဒီပုံမှန်လေးလဘဘူးအတင်းရဲ့ပရိသတ်တွေကြားမှာကလည်းမိုဆာလာနဲ့ပတ်သက်ပြီးတော့တတော်လေးကိုမှဝေဖန်ထိုးနှက်တဲ့အရာကြီးလည်းရှိတယ်။သို့ပေမဲ့ဘယ်လိုပြောမလဲဗျာမိုဆာလာကကျွန်တော်တို့ဘက်ကိုအတင်းမှာလက်ရှိအကောင်းဆုံးသောဂန်ဝင်ကစားသမားဗျာဒီလား။လက်ရှိကျွန်တော်တို့မျက်စိအရှိမှာမြင်နေရတဲ့လက်လဘဘူးရဲ့ legend တအူမျက်စိရှိမှာမြင်နေရတဲ့လဘဘူးရဲ့ legend ဆိုတော့ ဒီလက်ချက်တအူးကိုကိုယ်လိုဘဝပြိတ္တနေနေဒီလိုမျိုးကြီးပြောနေတာကတော့တိတ်ပြီးတော့သဘောကျကြတော့မဟုတ်ဘူး။တိုးပေမဲ့ပွဲထွက်ခိုင်းသင့်ရဲ့လားဆိုတော့လေအဲ့လိုမျိုးကြတော့လည်းမဟုတ်ပြန်။မိုးဆာလာကိုအမြဲတမ်းကြီး line နဲ့မှမတုံးတာကြပြန်တော့လေအဲ့လိုကကြတော့လည်းသဘောကျကြတော့မဟုတ်ပြန်။ဆိုတော့မိုးဆာလာကလက်ရှိဘလိုဖြစ်နေလဲဆိုတော့ Arnold တဖြည့်ရှင်းရတာခက်ခဲနေတဲ့ပုံစံတစ်ခုဖြစ်နေတယ်။သူကဆော့ရင်လည်းစူးစားရင်လည်း use ဆိုတဲ့ပုံစံမျိုးပေါ့လေ။ဆိုတော့ လွတ်ပြရမှာလဲစီတဝင်းဝင်းနဲ့စားရမှာလဲတဲတချာချာနဲ့ဆိုတဲ့ပုံစံမျိုးဖြစ်နေတာမိုးဆာလာကလက်ရှိမှာမိုးဆာလာကသူတချို့အချိန်ဒီမှာအသင်းကိုကောင်းပြတယ်။သို့ပေမဲ့တေချာတခုကဒီရာဒီမှာမိုးဆာလာကပြီးခဲ့တဲ့ရာဒီရာနဲ့မတူတဲ့ပုံစံမျိုးတွေနဲ့လုံးဝကစားတာကြာသွားပြီဆိုတာကပါပဲ။လုံးဝတေချာတယ်ဗျာဒါကမိုးဆာလာကစားနေတဲ့ပုံစံတွေကအရင်တည်တာတယ်ပြီးခဲ့တဲ့ရာဒီမှာမိုးဆာလာကဗျာကျွန်တော် ပုံမှန်လေးလေးရှင်းရှင်းလင်းလင်းပြောရရင်မိုးဆာလာပြီးခဲ့တဲ့ရာဒီမှာသွင်းသွားတဲ့သွင်းကိုတွေကသူ့တော့ဘာမှမကတ်ခဲဘူး ဒါတလုံးကပုံမှန်လေးလင်းပြောတာဗျာသူပြီးခဲ့တဲ့ຢာဒီကဂိုးတွေရခဲ့တဲ့ပုံမှန်သူလုံးဝခက်ခဲတာမဟုတ်ခဲ့ဘူးဒါကိုကျွန်တော်တို့ညက်စီနဲ့ကောင်းကောင်းကြီးကိုမြင်တွေ့ခဲ့ရတယ်သူအေးအေးဆေးဆေးပဲတစ်ချက် first step ထိနေကန်နေဂိုးတွေတစ်ချက်တယောက်ကိုလှဲ့တယ်အตาလေးပဲပါလာတယ်ဂိုးကန်နေဂိုးတွေသူလှုပ်တယ်လို့ဖြစ်တယ်ဗျာပြီးခဲ့တဲ့ຢာဒီက तू လှုပ်တဲ့မြကိုဖြစ်နေတာဆိုတော့သူ့အတွက်ဂိုးသွင်းရတာအရန်လွယ်ကူတယ်အဲ့လိုမျိုးအနေထားမှမှတပါဘူးအတင်းရဲ့တင်းလုံး warrior ကြီးရတယ်ကောင်းတယ်တိုက်စစ်မှာကလည်းရုံးကန်နိုင်တဲ့ကောင်းတယ်တိုက်စစ်မှာလည်းလုံးဝအလုံနိုင်တဲ့ကောင်းတယ်ရှိနေတဲ့အတွက် ။ तू อ่ะ AA စီစီပဲဗျာ။ဒီကနေ့ရာဒီကသူ့အတွက်ကတော်တော်လေးခုမှ comfort ဖြစ်ခဲ့တာ။နောက်ကလည်းလက်စနာအာနိုကတောက်လျှောက်တောက်လျှောက်ပတ်စင်နေပေးတယ်ပတ်စင်နေပေးတယ်လုံးဝ key patch တွေပေးတယ်။အဲ့လိုမျိုးအရာတွေကိုငိုစလား AA စီစီပဲလုံးဝသူ့အနေနဲ့ finishing ကောင်းနေဖို့ပဲ။ဒီအရင်မှာအကြအဲ့လိုမဟုတ်ဘူးပြန်။ तू ကိုယ်တိုင်ဂိုးလို့ချင်း तू ကိုယ်တိုင်စူးစမ်းရမယ်ဆိုတဲ့ပုံစံမျိုး။ तू အတွက်ပြီးခဲ့တဲ့ရာသီကဒါလူဝိတီရဲ့တို့ဒါဝင်ယူနေတို့ဆိုရင် तू အတွက်အများကြီးလိုက်ပြီးတော့ဖြည့်ကစားပေးခဲ့တာ။မူဆာလာရှိတဲ့နေရာတိုင်းမှာသူ့ရဲ့ ဘေးပတ်ဝန်းကျင်မှာလူဝိတီရအများတန်းရှိတယ်။အဲပြီးရင်ဒါဝင်မျိုးကအများတန်းရှိတယ်။အဲ့လိုမျိုးကစားသမားတွေကမိုးစားလာကိုလိုက်ပြီးတော့ဖြည့်ဆော့ပေးခဲ့တယ်။တိုးပေမဲ့ဒီဟာဒီမှာဆိုရင်လူဝိတီရတို့ဒါဝင်နူးနတ်တို့ထရန်လက်ဆနာအာနူတို့ထွက်သွားပြီးကြတဲ့ကမိုးစားလာကတော်တော်လေးကိုတိုင်ပတ်နေရပါအတင်းမှာသူ့ကိုကီးပတ်တွေပေးမဲ့ပလေယာလည်းမရှိဘူး။သူ့ကိုလုံးဝဘောလုံးတွေကိုလမ်းကြောင်းလေးကိုခြာပေးမဲ့ကစားသမားမရှိဘူး။ အဲပြီးရင်သူ့ဘေးနားမှာလိုက်ပြီးတော့သူ့ကိုရန်ပေးမဲ့ Louis Diaz တို့လိုမျိုးဒါဝင်နူးနက်တို့လိုမျိုး player တွေမရှိတော့ဘူးဆိုတော့အဲ့လိုမျိုး player တွေမရှိတဲ့အချိန်မှာ Mo Salah ကတယောက်ထဲပဲတိုင်ပတ်နေတော့တာဆိုတော့သူလက်ရှိကာလမှာသူဘယ်သူနဲ့တွဲဆောရလဲသူကစားတွဲဆောရတဲ့ကစားသမားတွေက Dominic Schuster ဝါရီကောင်းတယ် ။ Ori ကောင်းတဲ့အတွက်သူကတကွင်းတကွင်းလုံးလက်ပတ်ကစားနေတယ် Dominic Chu Wilson ကဗျာ။တကွင်းလုံးမှာ तू မချောက်တဲ့နေရာမရှိဘူး။နေရာတိုင်းမှာ तू ရောက်တယ်။နေရာတိုင်းလိုက်ကစားတယ်။အဲ့အတွက် Mosala ဘေးနားမှာပဲအသေးရန်ထားဖို့ဆိုတာသူ့ဘက်ကလုံးဝမဖြစ်နိုင်ဘူး။နောက်တန်းနေရာကိုပြန်ကြည့်မယ်ဆိုရင် Frame Pound Bradley ထားလိုက်ပါတော့ဒါဂျိုကိုမတ်ကတော့ထားလိုက်တော့ဒါဒီနေရာဒီမှာသူနဲ့တွဲပြီးမှစားရသေးဘူးဆိုတော့ frame mount နဲ့ bradley ဆိုတော့ frame mount နဲ့ bradley က frame mount ဆိုတာကဗျာငကိုတွေကတိုက်စစ်အာတန်ကစားသမားတိုက်စစ်အာတန်ကစားသမားခံစစ်မှုတအူးဖြစ်တဲ့အတွက်သူ့အနေနဲ့က ကိုမိုးဆာလာကိုကီးဘက်တွေမိန်ဘက်တွေချမယ်ဆိုသူကိုယ်တိုင်အေရီယာတွေကိုစွဲဝင်ပြီးခရော့ဘောတွေပြီးမယ်သူကိုယ်တိုင်အေရီယာတွေကိုစွဲဝင်ပြီးဒါပရက်စင်တွေပြီးမယ်အဲ့လိုမျိုးလုပ်ချင်တယ်ကစားသမားကော်နာဘရက်လီကဘယ်လိုပြောမလဲကော်နာဘရက်လီဆိုတာကလည်းသူ့အနေနဲ့က individual ကောင်းတယ်ကစားသမားပြနောက်တန်းခံစစ်ဆိုမယ် individual ကောင်းတယ်သူကလည်းအဲ့လိုပဲဟိုအတိုးအလုံးလေးတွေလုပ်ချင်တယ်သူကိုယ်တိုင်ဘောလုံးကိုစွဲသွားချင်တယ်သူကိုယ်တိုင် long patch တွေပေးချင်တယ်သူ့ပြင်မိုးဆာလာရှိကိုအဓိကလိုချင်တဲ့မိုးဆာလာလိုချင်တဲ့ key patch တွေတော့မပေးနိုင်အဲ့လိုမျိုးကစားသမားတွေမရှိဘူး ပြီးရင်သူနောက်ထပ်တိုက်စစ်ကဆိုရင်လက္ခဏာအီဆက်တို့ရှုကူ EKDG တို့ဒီသားမရပိုဆိုးတယ်ဗျာဒါဝင်ညူးနဲ့တို့လုံးဝလုံးစရိုက်ကမဟုတ်ကြဘူးဘယ်လိုပြောမလဲလက္ခဏာအီဆက်ဆိုရင်လည်းသူကစရိုက်ကဆိုပေမဲ့လည်းလုံးစရိုက်ကမဟုတ်ဘူးဗျာသူကငကိုတွေကဗျာတောင်ပန်တွေကနေပြီးတော့ဟိုဘယ်လိုမလဲ inside forward လုတ်ချင်တဲ့ကစားသမားတွေသူကအစောကြီးက inside forward လုတ်ချင်တဲ့ကစားသမား EKDK သူ frame မှာလည်းအတူတူပဲ frame မှာဆိုရင်သူဥမာမမုတ်နဲ့အတူပဲဖိုးဖိုးတူပုံစံနဲ့သူကပွဲထွက်လာတယ် ဆိုတော့မိုးဆာလာအတောက်ကိုဘသူကမှအရန်ကြီးအလုံးမဖြစ်နေမိုးဆာလာနဲ့တွဲဆော့ဖို့တော့ကဘလို့မှအဆင်မပြေနေဘူးအဲ့ဒီလိုကာလာမျိုးမှာဖရွန်ဘက်ပိုးဆိုးတယ်ဗျာဖရွန်ဘက်လုံးဝပိုးဆိုးတယ်သူကငကိုလေးကဘယ်ရင်းနဲ့ကစားသမားဗျာဆာလာကညာရှိမှရှိရဆိုတော့ဘယ်ရင်းနဲ့ကစားသမားနဲ့သူညာမှရှိတဲ့ကစားသမားနဲ့ကဘလို့မှတွဲလို့မရဆိုတော့ဖရွန်ဘက်ကလည်းသူ့အတွက်လုံးမလုပ်ပေးနိုင်ဘူးဒိုမိနက်ရှူဝစ်လန်ကလည်းသူ့တယောက်တည်းအတွက်လုံးမလုပ်ပေးနိုင်ဘူး တိုက်စစ်ကလက္ခဏာ E စက်ကလည်းသူ့ပုံစံနဲ့သူဆော့တယ်ယူကူ EGT ကလည်းသူ့ပုံစံနဲ့သူဆော့တယ်တခန်စစ်က Frame Bound တို့ Bradley တို့ကလည်းသူတို့ရဲ့ကာချာတိုင်းသူတို့သွားတယ်အဲ့ဒီအချိန်မှာဘယ်လိုပြောမလဲဟိုသူနဲ့လုံးဝအပေးယူမမြတွားတော့တဲ့အချိန်မှာမိုးဆာလာကလုံးဝကိုတိုင်ပတ်သွားတာဒါတော်တော်လေးတိတာသွားတဲ့အချက်တော့ဒါတော်တော်လေးတိတာသွားတဲ့အချက်အကယ်၍ ဟိုဒီယာဒီမာမအာနုတို့ဘာလို့ထွက်သွားတာမဟုတ်ဘဲနဲ့လွန်ခဲ့တဲ့ပြီးခဲ့တဲ့ယာဒီကတွေကအာနုတို့ထွက်သွားတာလို့လူဝိဒီယာတို့ဒီလိုမျိုးထွက်သွားတယ်ဆိုရင်ကျွန်တော်ထင်နေပြပြီးခဲ့တဲ့ယာဒီတွေကမိုးဆာလာဒီလိုတိုင်ပတ်သွားမှာဆိုတော့ပြီးခဲ့တဲ့ယာဒီကမိုးဆာလာအရန်ကောင်းပြခဲ့တယ်ဆိုတာကလဇာနာအာနုတို့ပြီးရင်လူဝိဒီယာတို့ဒါဝင်နူးနဲ့တို့ကြောင့်အများကြီးတက်ဆိုင်နေလို့ကျွန်တော်မြင်နေတဲ့မှာပါတယ်အစောကြီးကကျွန်တော်ဒီစကားကိုလည်းပြောဘူးလေဆိုတော့တကယ်တမ်းပဲဒါမိုးဆာလာအနေနဲ့ကလေဘာဘူးအတင်းအတွက်ပြဿနာဖြစ်နေပြီလားကျွန်တော်ကိုယ်တိုင်ကဘယ်လိုမြင်ကြလဲ ပြီးရင်စာလာမပါတဲ့လူပါဘူးအတင်းကတကယ်တမ်းကောင်းနေပြီတော့ခလေဒီမျိုးကဘယ်လိုပြောမလဲဗျာဖြေရတာတော့ဟိုဘယ်လိုပြောမလဲနည်းနည်းတော့အဖြေပေးဖို့အတွက်ခက်ခဲသေးတယ်လက်ရှိမှာစာလာမပါတဲ့လူပါဘူးအတင်းကအနိုင်ပွဲတွေကိုယူထားနိုင်နေဆိုပေမဲ့လည်းတချို့တချို့တော့အချိန်ကာလတွေမှာစာလာကလူပါဘူးအတင်းအတွက်လိုအပ်နေသေးပါပဲတကယ်တမ်းလိုအပ်နေသေးပါပဲစာလာနေရာကိုစာလာလူမျိုးကစားပေးမဲ့ကစားသမားမဟုတ်ဘူးဆိုရင်တော့ပဲစာလာနေရာကိုအကောင်းဆုံးကစားပေးနိုင်တဲ့နောက်တဲ့ကစားသမားတအူရောက်မလာမချင်း လက်ရှိ dominate server client နဲ့ပဲဖြစ်ဖြစ်အဲ့ဒီနေရာကို foreign band နဲ့ပဲဖြစ်ဖြစ် friend pawn နဲ့ပဲဖြစ်ဖြစ်ဘလူးကသာသမားမျိုးနဲ့ပဲဖြစ်ဖြစ်ဗျာအဲ့ဒီလိုမျိုးညာတောင်ပံသာသမားအဆင့်ရောက်မလာတည်တည်ကြီးကတော့ဆာလာကအရေးကြီးနေတယ်သာသမားတအူဖြစ်နေအောင်ပါပဲလို့ကျွန်တော်ကတော့မြင်နေဆိုတော့ကျွန်တော်ကိုရီကောရောဘလို့မြင်ညလဲတစ်ချက်လောက်ဆွေးနွေးကြပါအောင်ကျွန်တော်လည်း like and subscribe လေးလုပ်ပေးကြပါအောင်ကျေးဇူးများကြီးတင်ပါတယ်ဗျာ